ယခုမျှဝေပြမှာကတော့လူတွေဘသူတွေအပေါ်မှာဒေါသပေါ်ထွက်လေရှိလေဒေါသကိုဘလို့ထိမ့်မလဲဆိုတာနဲ့ပတ်သက်ပြီးမျှဝေပေးပါမယ်ပထမတစ်ခုအနေနဲ့လူတွေဘသူတွေအပေါ်မှာဒေါသပေါ်ထွက်လေရှိလေလူတရားရဲ့ဒေါသထွက်လွေတဲ့အခြေအနေနဲ့သက်ဆိုင်ရာသူများကိုအောက်ပါအချက်တွေရကွဲပြားနိုင်ပါတယ်ဒါပေမဲ့အခြေခံအပြင်အုပ်စုအလိုက်ခွေးကြည့်ရင်ဒေါသပေါ်ထွက်လေရှိတဲ့သူတွေကိုအမျိုးအစား၄မျိုးလောက်တွေ့နိုင်ပါတယ်နံပါတ်၁ နီးစပ်ရာဆက်ဆံရေးမှာရှိသူများမိသားစုရှိသူအင်ထောင်ဘက်ခံစားချက်အရင်းနှီးဆုံးသူတွေအပေါ်စိတ်လိတ်မှန်ပါဒေါသထွက်လေရှိပါတယ်အထူးသဖြင့်ဂရုစိတ်မခံရမှုသို့မဟုတ်နားလည်မှုလွဲမှုတွေကြောင့်ဖြစ်တတ်ပါတယ်တငယ်ချင်းလုပ်ဖို့ကံဖက်တွေနဲ့ယုံကြည်မှုရှိုးဖောက်ခံရခြင်းဝေဖန်မှုခံရခြင်းမှာဒေါသပေါ်ထွက်တတ်ပါတယ်နံပါတ်1အာနာနဲ့ထိန်းချုပ်မှုဆံရဆက်ဆံရေး အထက်လူကြီးဥပမာမန်နေဂျာဆရာစတဲ့သူများရဲ့မတရားတဲ့စီကံဝေဖန်မှုသို့မဟုတ်ဖိအားပေးမှုတွေကြောင့်ဒေါသထွက်တတ်ပါတယ်နောက်တစ်ခုကလက်အောက်ငယ်သားကြောင်းသားကိုထိန်းချောက်ရတဲ့သူတွေပေါ်စိတ်မရှင်မှုမလဲစားမှုတွေကြောင့်ဒေါသထွက်တတ်ပါတယ်နံပါတ်3လူမှုရဲ့အရာဆက်ဆံခံရသူများအလိုမတူသူအယူအဆရှင်းမတူသူ ကိုယ့်ရဲ့အမြင်နဲ့ဆန့်ကျင်ဘက်ကလူတွေကိုငင်းခုန်ရင်း ဒေါသဖြစ်တတ်ပါတယ်ပြီးတော့မလိမ္မာသူအကျင့်ပြက်သူ ဥပမာလှည့်စားသူဂုံးတိုက်သူစီကံမဲ့သူတွေကိုသီးမခံနိုင်ပေဒေါသထွက်တတ်ပါတယ်နံပါတ်၄ကိုနဲ့မသက်ဆိုင်ပေဒေါသဖြစ်စေသူများအဆင်မပြေမှုတွေကိုအပြစ်တင်ရမှာဥပမာယထာနောက်ကျတဲ့အခါပဲဖြစ်ဖြစ်ကာနောက်ကျတဲ့အခါပဲဖြစ်ဖြစ်ဝန်ထမ်းကိုဒေါသတည်းဆူရှင်မိမိကိုယ်ကိုဒေါသထွက်ရှင်ကိုယ်တိုင်မအောင်မြင်မှုအားနည်းချက်တွေကြောင့်ဒေါသကို အခြားသူတွေအပေါ် ရွှေပြောင်းထုတ်လွှတ်တတ်ပါတယ်။အရေးကြီးတဲ့အချက်ကစိတ်ဖိစီးမှုပင်မနွမ်းနေမှုတို့ကလေဒေါသကိုပုံပုံထွက်စေနိုင်ပါတယ်။တခါတရံမိမိတဲ့အားနည်းသူသူမဟုတ်ဒေါသထွက်လို့ရမယ်လို့ယူဆထားသူတွေအပေါ်မှာပိုပြီးဒေါသထွက်တတ်ပါတယ်။ဒေါသကိုကျမ်းမာရေးနဲ့ညီညွတ်စွာစီမံနိုင်ဖို့မိမိရဲ့ခံစားချက်ကို သိရှိပြီးတုံ့ပြန်နည်းကိုလေ့လာသင့်ပါတယ်။ဒီတော့ဒေါသကိုဘလို့ထိန်းကြမလဲ။ဒေါသကိုထိန်းချုပ်နိုင်ဖို့ဆိုတာစိတ်ပိုင်းဆိုင်ရာ ကိုယ်တိုင်ထိမ့်သိမ့်မှု self regulation နဲ့နီလန်ကြတဲ့တုံ့ပြန်မှုတို့လိုအပ်ပါတယ်ဒုသထွက်လာပြီးဆိုရင်အောက်ပါနီလန်တွေကိုအစစ်စစ်လှုပ်ဆောင်ကြပါနံပါတ်1ခဏတာရက်ပြီးအသက်ရှူပင်ထုတ်လုပ်ပါစစ်စက်ကစီကံသတ်မှတ်ပါဒုသထွက်လာရင်စစ်စက်ကအတွင်ဘာမှမပြောဘဲနှာခေါင်းကနေပြင်းပြင်းရှူပင်ပါးစပ်ကနေ ဖြည်းဖြည်းရှင်ရှူထုတ်ပါ ဥပမာ1 2 3 4စသဖြင့်၄စက္ကန့်ရှူပင်ပြီး9စက္ကန့်အောင်ကား ၈စက္ကန့်ရှူထုတ်ပါစိတ်ကိုတခြားနေရာရွှေ့ပါ ဥပမာရစ်တစ်ခွက်တောက်တာ ရှင်လက်ဆန်တာလုပ်ပါနံပါတ်၄ကိုဒိုးသားရဲ့အကြောင်းရင်းကိုသိအောင်လုပ်ပါငါဘာကြောင့်ဒိုးသားထွက်နေတာလဲကိုကိုကိုမဲပါကိုမျိုးလင်းချက်တွေပြေဝမှုမရှိတာကြောင့်လားပင်ပန်းနေလို့လားစိတ်ဖိစီးမှုများနေလို့လားသူများရဲ့စကားကိုမှားယွင်းနားလည်မိနေလားဒီဒိုးသားကဖြစ်ရှင်းဖို့လားတွတ်ထားဖို့လားဆိုတာဆုံးဖြတ်ပါနံပါတ်၃ပြိုးဆုံမှုကိုထင်းကျင်းပါ ငါနဲ့စတဲ့ဝကြတိဆောက်ပုံ သုံးပါမင်းကအမြင်ဒီလိုပဲငါခံစားရတယ်ဘာကြောင့်လဲဆိုတော့နောက်တခါဒီလိုဆိုငါနားလည်မယ်အချိန်ယူပါစကားမပြုတ်ခင်9မိနစ်ခန့်စဉ်းစားပါနံပါတ်၄စိတ်လွတ်ထွက်စေမဲ့နီလန့်များကိုလက်လှူရှားမှုလုပ်ပါဥပမာလမ်းလျှောက်ရှင်ယောဂကျင့်ရှင်းတွေဟာဒေါသဟော်မုန်းတွေကိုလောင်ကျွန်းစေပါတယ်စာရေးပါဒေါသဖြစ်စေတဲ့အရာကိုစာရွက်ပေါ်မှာရေးချပြီးဖြည့်ဆည်းပြပါရေမောပါ ရေးစရာဗီဒီယိုကြည့်တာအတိတ်ကပြောစရာအမှတ်တွေကိုပြန်တွေးတာကစိတ်ဖိစီးမှုကိုရှော့ကျစေပါတယ်။နံပါတ်၅ရေရှည်တည်ငြိမ်အောင်လေ့ကျင့်ပါ။တရားထိုင်ရှင်၊နေ့စဉ်၅မိနစ်၁၀မိနစ်လောက်တရားထိုင်ပါ။အေးရေးဝအောင်အိပ်ပါ။အေးရေးပြက်တာကဒေါသထွက်လွေစေပါတယ်။သရှင်နားထောင်ပါ။စိတ်ကိုတည်ငြိမ်စေတဲ့အလေ့အကျင့်တွေမွေးမြူပါ။နံပါတ်၆ professional အကူအညီယူပါ။အကယ်၍တင့်ဒေါသကနေ့စဉ်ဘဝကိုထိခိုက်နေပြီ။ ဥပမာအလုတ်ပြက်ဆက်ဆံရေးပျက်စီးလာပြီဆိုရင်စိတ်ကျမ်းမာရေးဆရာဝန်နဲ့တိုင်ပင်ပါအရေးကြီးတဲ့အချက်ကဒေါသဟာတဘာဝကြတဲ့စိတ်ခံစားမှုဖြစ်ပြီးလုံးဝဖေရှားဖို့မလိုပါဘူးဒါပေမဲ့ဒေါသကိုထိရောက်စွာအသုံးချနည်းကို သင်ယူဖို့လိုပါတယ်ဒေါသဟာသူတို့ဘာကိုဒုက္ခပေးတဲ့ကြောက်ခဲလို့ကိုယ်ကင်ပစ်လိုက်တဲ့အခါပထမဆုံးထိရောက်သွားတာက ကိုယ့်လက်ပါပဲလို့ဗုဒ္ဓကအမိဆိုပါတယ်ဒေါသကိုစွန့်ရင်အဖြစ်ပြောင်းလဲအသုံးချနိုင်ရင် ောင်မြင်မှုအတွက်မှောင်းနှင်အားတစ်ခု ဖြစ်လာနိုင်ပါတယ်။အဆုံးထိနားဆင်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်။ဒါနဲ့ပတ်သက်ပြီးမိတ်ဆွေတို့ရဲ့အမြင်ကိုလည်းကွန်မန့်မှာမျက်ရှက်ပေးကြပါအောင်ဗျ။မိတ်ဆွေများအားလုံးဒေါသငြိမ်၍ပျော်ရွှင်တဲ့ဘဝကိုခံစားနိုင်ကြပါစေဗျ။